episode စင်မှာတော့ဂျီကအင်ကိုပြန်ရောက်လာခဲ့ပါတယ်။အိမ်မှာသူ့ကိုပထမဆုံးစီးကျူနေတဲ့သူကတော့ဂျီရဲ့ညီဖြစ်ပါတယ်။အငယ်ဆိုတဲ့အတိုင်းဆရာကြီးထားလုံနေပါသေးတယ်။ဒီဆက်ပေးတဲ့စီနဲ့ရှောက်သွားမနေဘူးနဲ့ဒီလိုသာလုံနေတက်ကတူကောင်းကောင်းမလုံလုံတက်နိုင်ပါလဲဆိုပြီးတော့ရွှေပြည်တရားကိုစဟောပါတယ်။ကြိုချင်း TV မှာကြောင်လေးတို့အစီအစဉ်လာပြီဆိုတာနဲ့ဝယုံသုံးကားထားပြပါတယ်။ဂျီရဲ့ညီကကြောင်ချစ်သူတယောက်ဖြစ်ပါတယ်။ဂျီရဲ့ညီကသူများကိုသာ ဆရာကြီးလှုံနေပေမဲ့လေခလေးဆိုတဲ့အတိုင်းဗယံဗတာပြောကြောင်းတကားပေါင်နဲ့တိုက်လဲပါရယ်ကြီးကတော့ဘာမှမပြောတော့ဘဲနဲ့ကြည့်ပဲကြည့်နေလိုက်ပါရယ်ကြီးကတော့ရေရင်ချိုးလိုက်ပြီးတော့ရေချိုးခန်းထဲမှာတော့ပြန်ဝဲတော့ကအဖြစ်အပျက်တွေကိုပြန်စဉ်းစားမိနေပြီးတော့ဒီလိုခံစားချက်မျိုးတကားမှမရဘူးပါလားဆိုပြီးတော့ကြွေးနေပါရယ်ကြီးကိုကြည့်ရအောင်ကြော်နေခဲ့ပုံပေါက်နေပါရယ်ဘာလို့လဲဆိုတော့သူ့ရဲ့ဘဝတစ်ချောင်းလုံးမိဘတွေရဲ့လောင်းရင်ကိုမလွန်ဆန်နိုင်ပဲနဲ့စာရင်းနဲ့ပဲလုံးမန်းခဲ့ရပြီးတော့ လူငယ်ဘဝမှာကောင်းကောင်းကြီးပျော်ဖို့ပြင်နေခဲ့ရတာကြောင့်ပါနောက်နေ့မနေ့မှာကျောင်းသားဘုံဆက်ဝင်းကိုကြည့်လိုက်တဲ့အခါမှာတော့တာယာတွေကပြဲနေခဲ့ပါပြီချိုချင်မှာဆရာကြီးကချော်လာပြီးတော့ကျောင်းကိုဆက်ဝင်းနေနဲ့သွားမလို့လားအင်းအောင်တွေကအလကားဆက်ဝင်းစီနဲ့ဖြုံးတင်းနေတယ်ဆိုပြီးတော့စောစောဆီးဆီးဆီးအလုပ်နေပြန်ပါတယ်ကြီးကတော့ပြန်လာမှတွေ့မယ်ဆိုပြီးတော့ချက်သွားပါတယ်လမ်းမှာတော့မိရကကျောင်းကိုဘတ်စကာ2စီးနဲ့သွားနေပါတယ်ကားတွေကလည်းပိလူတွေကလည်းကြိတ်ကြိတ်တွေ့ပြီးတော့စိတ်ညစ်နေတဲ့အချိန်မှာကြီးကတော့ဆက်ဝင်းနဲ့ အေးအေးလူလူကြောင်းကိုသွားနေပါတယ်။ပတ်စကောဘောကလူတွေကလည်းဂျေးကိုမြင်တော့ပတ်စကားတဲ့တောင်မြင်တယ်လို့အံ့ဩနေကြပါတယ်။ချို့ထဲမှာမီယာကတော့စပိန်စီနေတဲ့ဂျေးကိုပဲမြင်ပြီးတော့ယဉ်ခုံနေပါတယ်။ကောက်တွေပိတ်နေတဲ့ခြေကမာစီတီကားကြီးနဲ့ကြောင်းကိုလာနေတဲ့ဂျွန်ကတော့ကောက်တွေပိတ်နေလို့စိတ်ညစ်နေပါတယ်။ရှီကဂန်စတာပုံစံနဲ့လူကြီးကလည်းတခင်လေးရှီကကားတွေကိုသွားပြီးတော့ဖျဲပေးရမလား။ဒါမှကျွန်တော်တို့ကကဆက်သွားရမှာဆိုပြီးတော့မေးလိုက်ပါတယ်။ဂျွန်ကတော့လုတ်ချင်တာသာလုတ်လိုက်လို့ပြောလိုက်ပါတယ်။ ဆလာဆာမာတွင်ကိုဦးကြောင်ကောင်းလို့မိတ်ဆက်ခဲ့ပြီလေဒီနေရာမှာတော့တွင်ကိုကြည့်တာမန်ရိုးရိုးပေါ်ချောင်ကောင်းကောင်းတော့မဟုတ်ပါဘူးဒီစတိုရီကိုကြည့်ရတဲ့အကြောင်းအရာတစ်ခုကဒီမှာပါတဲ့ကာရက်တာတွေရဲ့နာမသူတို့ရဲ့ခိုင်လုံတဲ့အကြောင်းအရာတစ်ခုစီရှိနေတာကြောင့်ဆလာဟာပေါ်ပေါ်ပဲပဲမဟုတ်ပဲနဲ့လေးလေးနဲ့နဲ့နဲ့စားအိတ်ခိုင်ခိုင်ကိုရေးထားတာကြောင့်ဖြစ်ပါတယ်ကျွန်တော်ကြည်ကဂျွန်းရဲ့ကားနဲ့ဘီနာကဖြတ်သွားခဲ့ပါတယ်တွင်ကတော့ခြေကိုမြင်ပြီးတော့စပိန်လိုချင်သွားပါတယ်ဒီကြေဟာတွင်ရဲ့စပိန်ပေါ်ယူသူသွားတယ်မြဲ ခံစားချက်တွေကိုအစားဖြစ်စေပါတယ်။ကျေစပိန်စီနေတဲ့ဘေးကနေစပိန်နဲ့နိုင်ငံသားတယောက်နဲ့အရမ်းမတဲ့လူကြီးပေါ်လာပြီးတော့ကြည့်ကိုနှုတ်ဆက်လိုက်ပါတယ်။ဒီနေရာမှာပဲ episode 6ကိုစတင်ထားပြီးတော့ဆွမ်းနာကနှုတ်ဆက်လိုက်တဲ့လူကြီးကဘသူလဲတဲ့ဒီဇက်လန်မှာဒီလူကြီးကဘလောက်အရေးပါတယ်လဲဆိုတာကိုနောက်လာမယ့် episode တွေမှာမြင်ကြုတ်ရမှာဖြစ်ပါတယ်ခင်ဗျာ။ episode 7 Absolute ရဲ့အဆုံးမှာဂျေးရဲ့ဘေးနားကစပိန်နဲ့ပေါ်လာတဲ့လူကြီးကတော့ဂျေးတို့ကြောင့်ရဲ့ကြောင်းအုပ်ကြီးဖြစ်ပါတယ် ကြီးကလည်းကျောင်းကိုနှုတ်ဆက်လိုက်ပါတယ်။ကျောင်းကြီးကလည်းကျောင်းကိုစပိန်နဲ့သွားနေတာကြောင့်ကြီးအတွက်ထူးဆန်းနေပါတယ်။ကျောင်းကြီးကလည်းပြန်နှုတ်ဆက်ပြီးတော့စပိန်စီးရဲ့ကျူးဆန်စီးဖို့မာနေပါတယ်။ကျောင်းရဲ့တကောင်းပေါ်မှာတော့ကျောင်းကြီးကျဲမှုကစီးကျုံနေပြီးတော့ပုံစံမကျတဲ့ကျောင်းသားတွေကိုအပြစ်ပေးနေပါတယ်။စကိတ်ဘုတ်စီးလာတယ်။စပိန်လိမ်မော်ရောင်ဆိုးလာတဲ့ကောင်လေးကိုကောက်ရတဲ့ဆွဲပြီးတော့ဆုံးမဖို့လုပ်နေတဲ့အချိန်မှာကျောင်းကြီးရောက်လာပြီးတော့မနဲ့စောစောစီးစီးကျောင်းရဲ့ရှေ့မှာဘာလို့ဆူညံနေရလဲဆိုပြီးတော့မေးလိုက်ပါတယ်။ကြီးကျဲရင်မှုကတော့ ျွန်တော်တို့ငယ်တုန်းကဆရာမတွေလိုမျိုးကျောင်းကြီးနဲ့တွေ့ရင်ဖြစ်သွားတဲ့အပြုံးမျိုးကြီးနဲ့ကျွန်တော်ဝတ်စားပုံမကြတဲ့ကျောင်းသားကိုကြီးကြဆုံးမနေတာပါလို့ဖြေလိုက်ပါတယ်ကျောင်းကြီးကမင်းတို့ဒီလိုပုံစံတွေနဲ့ကျောင်းရဲ့တိုက်ခါကိုကြောက်အောင်ထမ်းမလုပ်မိစေနဲ့အခုတော့အတန်းသွားတက်တော်လို့ပြောလိုက်တာလည်းပြန်နေကျွန်တော်တို့တော့မဖြစ်စေရပါဘူးဆိုပြီးတော့တန်းလေးအောင်ပြေးပါတယ်စမင်းလိန်ပေါ်နဲ့ကောင်ကတော့မင်းကလေးတွေတွေ့ရင်လူကောင်နဲ့မလိုက်လမ်းမခွေးလိုမျိုးလိုက်ဆွဲပါတယ်ကျောင်းကြီးကတော့ဒါတွေကိုကြည့်ပြီးတော့ပြောနေပါတယ် ကျောင်းကြီးရဲ့ပုံစံကခေတ်ဆက်ပြီးတော့လူငယ်တွေကိုနားလဲပေးတဲ့ပုံပေါ်ပါတယ်။တန်းထဲမှာတော့မိရကတော့ကြီးကိုပဲကြည့်ပြီးတော့ကြီးအကြောင်းပဲကြွေးနေပါတယ်။ယူနာကတော့တငယ်ချင်းအဖြစ်ကိုကြည့်ပြီးတော့စိတ်ဆင်းရဲနေပါတယ်။အရေးတဲ့ချွန်ကအာယိုလာနောက်နေတာကြောင့်စာအုပ်နဲ့မျက်နှာကိုပစ်ပေးလိုက်ပါတယ်။မင်းတို့ကကြီးကိုလမ်းမှာတွေ့တော့ကြီးမင်းကဟိုကောင်တွေကိုပြင်ညာပေးလိုက်တဲ့ဖီလိုကတောက်ရမ်းပိုက်တယ်ဆိုပြီးတော့ချီးကျူးကထွက်သွားပါတယ်။ဆက်လာပါမှာအရင်အေးမပါတဲ့အဖြစ်ပြက်တွေကတော့ကျွန်တော်ကြော်ပြီးတော့စာတန်းအရသာမပြည့်အောင် ဂယူးဆိုင်ကတင်ဆက်ပြီးတော့ပါမယ်။အရေးပါတော့ပဲနေရာတွေတော့အတိကတွေကိုတော့တင်ဆက်ကြပါတယ်။ဘာလို့လဲဆိုတော့အဖြစ်အပျက်တိုင်းကိုတင်ဆက်နေဘရိုတို့လည်းပြင်းသွားမှာကိုစိုးလိုက်ကျွန်တော်တကယ်တင်ဆက်ချင်တယ်။အားစတိုင်အကျန်းစားတွေကိုပါမယ်။အပိုင်းတွေကိုမြင်မြန်သွားချင်လို့ပါခင်ဗျာ။ဆက်လာလေးကိုပြန်သွားမယ်ဆိုရင်ပြီးကြောင်းရှင်းတဲ့အချိန်မှာတွန်းကစပိနဲ့ပြန်တော့မယ်ခြေစီကိုသွားပြီးတော့ပခုံးကိုကန်လိုက်ကမင်းရဲ့စပိကိုခဏလောက်စီးလို့ရမလားလို့မေးလိုက်ပါတယ်။ခြေကတော့အဖက်တော့မလုပ်ဘဲနဲ့ချွတ်သွားပါဦးလေ။ ဒါကတော့တငင်ချွေးတွေဖြစ်လာမယ်စတင်ပြီးတော့တွေ့ရှိတဲ့ movement လေးပဲဖြစ်ပါတယ်။တွင်ကတော့နောက်ကလည်းဆဲဆွေနဲ့ကြံနေခဲ့ပါတယ်။ကြီးရဲ့ဆက်ပြီးကစီးနေနေလမ်းမတွေဘိမ့်ပေါက်သွားပါတယ်။တို့ချင်းမှာတီဂျီတို့အဖွဲကရောက်လာပါတယ်။ဟေးကောင်မင်းကြောင့်မင်းကောင်မတ်မိသေးလား။မင်းကမျက်မှောင်တက်ထားတော့မတ်တော့မမက်မိချင်ဘူး။လို့ရန်လုံးတဲ့ပုံစံနဲ့စကားဆလာပါတယ်။ဒီနေရာမှာပဲ episode 7ကအဆုံးသတ်ထားပြီးတော့နောက်လာမယ်။ episode တွေမှာဂျင်းနဲ့တီဂျီတို့ဘာဆက်ဖြစ်ကြောင်လဲဆိုတာကိုစောင့်မျှော် 继续比给家宝个苗。